မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူဆွေးနွေးတူဖို့ကြည့်မယ်ခေါင်းစဉ်ကတော့လေလူတော်တော်များများကြားဖူးနေကြစကားလုံးတွေပေါ့နော် introvert extrovert နဲ့ ambivert ဆိုတာတွေအကြောင်းပါဟုတ်ကဲ့ပါခင်ဗျာဒါပေမဲ့အဲ့ဒီစကားလုံးတွေရဲ့အတိတ်အအစ်စ်အမှန်ကဘာလဲဘလို့ကွာခြားလဲဆိုတာကိုဒီနေ့အထူးထွန်းရောကကိုဆရာဝန်တူဦးရေခါတဲ့ဆောင်းပါးကိုအခြေခံပြီးတော့နည်းနည်းလေးအသေးစိတ်ဆွေးနွေးကြည့်ချင်ပါတယ်ကောင်းပါတယ် ဒီဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီအမျိုးအစားတွေရဲ့အခြေခံကွာခြားချက်အထူးသဖြင့်မော်လီကျမတို့လက်စိတ်ဆွမ်းအင်ကိုဘယ်ကနေရတယ်လဲဘလို့သုံးဆွဲသလားဆိုရယ်ကွာခြားချက်ကိုတည်တည်ချာချာနားလည်ဖို့ပါပြီးတော့လူတွေမှာယွင်ပြီးဆွဲမှတ်ထားရတဲ့အချက်တချို့ကိုလည်းပြန်စမ်းစစ်ကြည့်ကြမယ်ပေါ့နော်ဟုတ်ကဲ့အရေးကြီးတဲ့အချက်တွေပါပဲအဓိကမေးခွန်းကတော့ကိုယ့်ရဲ့တဘာဝဆွမ်းအင်ရင်မွတ်ကိုနားလည်လိုက်ရင်ကိုကိုကိုပို့ပြီးလက်ခံတလားမလား တခြားသူတွေနဲ့ဆက်ဆံရေးပိုကောင်းလာဖို့တော့ဘလို့အထောက်အကူပြုလိုက်မလဲဆိုတာပါပဲဟုတ်ပါတယ်ကဲဒါဆိုဒီစိတ်ဝင်စားစရာကဘာတွေကို ကျွန်တော်တို့အစပြီးခုံစင်ကြည့်ကြအောင်အမ်စိတ်ဝင်စားစရာကောင်းတာကဒီ introvert နဲ့ extrovert ဆိုတဲ့အယူအဆတွေကအခုမှပေါ်လာတာမဟုတ်ဘူးလားလွန်ခဲ့တဲ့နှစ်တရာလောက်ကတည်းက1980ခုနှစ်လောက်မှာ Carl Gustav Jung ဆိုတဲ့စိတ်ပညာရှင်ကစပြီးလို့မိတ်ဆက်ခဲ့တာအော်နှစ်တရာတော့ရှိပြီလား ဟုတ်ပါတယ်သူကအဓိကကြည့်တာကလေလူတွေရဲ့ဟိုတင်စိတ်ပိုင်းဆိုင်ရာ စွမ်းရင်ပေါ့ psychological energy ကိုဘယ်ကနေအဓိကရတယ်လဲဘလို့အခြေအနေတွေကတို့ကိုအားပြည့်စေပြီဘလို့အခြေအနေတွေကအာကုန်စေတယ်လဲဆိုတာကိုကြည့်ပြီးတော့ဒီမျိုးစားတွေကိုအချမ်းဖင်ခွဲခြားခဲ့တာပါအင်းစွမ်းရင်ကိုဘယ်ရရတယ်လဲဆိုတဲ့အပေါ်မမူတည်တာပေါ့ဟုတ်တယ်ဒါကိုကိုရီကိုသွေး spectrum တို့ရဲ့အစုံအဖက်လို့မြင်ကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ပြီ spectrum ရဲ့အစုံအဖက်ဆိုတော့ တဖက်စီကိုတိချာကြည့်ဖို့လိုလာပြီပေါ့ introvert ဆိုတာနဲ့ပတ်သက်ပြီးစာပြောရရင်အဲ့ဒီစကလုံးကြားလိုက်တာနဲ့လူတွေကလေရှက်ကက်တယ်လူကြောက်တယ်အပေါင်းတင်းမဝင်ဆန့်မှုဆိုပြီးတွဲမြင်တတ်ကြတယ်နော်ဟုတ်တယ်အဲ့ဒီလိုအစွဲလေးလေးရှိတတ်ကြတယ်ဒါပေမဲ့ကျမတို့လေလာနေလဲစောင်းမမတော့အဲ့ဒီအမြင်ကလုံးဝမဟုတ်ဘူးလို့ဆိုထားတယ် introvert ဖြစ်တိုင်းရှက်တတ်တာမဟုတ်ဘူးဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လို့ပြောထားတယ်လေဒီအချက်ကိုအရင်တေချာဆွေးနွေးကြည့်အောင်နော် ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပါပဲဟုတ်ကဲ့အရင်မြန်မာရှင်းပြထားတာက introvert ရဲ့အဓိကသွင်းပြင်းလက္ခဏာကလူမှုဆက်ဆံရေးမှာကြောက်နေတာမဟုတ်ဘူးဗျာသူတို့ရဲ့စွမ်းအင်ကိုဘယ်ကနေပြန့်ဖြည့်တယ်လဲဆိုတဲ့အချက်ကအဓိကပဲอืมစွမ်းအင်ပြန့်ဖြည့်တဲ့ပုံစံโอเค introvert တွေကလေသူတို့ရဲ့စိတ်စွမ်းအင်ကိုတကူတဲ့ရှိနေချိန်ဒါမှမဟုတ်တိတ်ဆိတ်ငြိမ်တက်တပဝင်ခြင်းမှာကိုယ်အတွင်းနဲ့ကိုယ်နှမျောနေချိန် သူတို့ကြိုက်တဲ့ဝါသနာတစ်ခုခုကိုတယောက်တည်းလုံနေချိန်မျိုးတွေကနေပြန်ရလာ။အော်ဆိုတော့လူအများကြီးနဲ့အချင်းကြကြတွေ့ရတာတို့စုညာညက်ပတ်ဝန်းကျင်တွေက သူတို့ကိုအားအင်ကုန်ခန့်စေနိုင်တယ်။ energy drain ဖြစ်စေတာပေါ့။ဟုတ်ကဲ့။ဒါကြောင့်သူတို့တွေတယောက်တည်းအေးဆေးဆေးနေရတဲ့အချိန်ဆိုတာအားပြန်ဖြည့်ဖို့ recharge လုပ်ဖို့မရှိမဖြစ်လိုအပ်တဲ့အချိန်မှာဒါကိုလူတွေနဲ့မဆက်ဆံခြင်းလို့ရှောင်းတယ်လို့မြင်တတ်တဲ့ကိုယ့်ရဲ့ဟိုရင် social battery ကိုပြန်အားတွင်းဖို့လိုအပ်လို့ချင်းယူရလို့မြင်ပုံမှန်ပါလိမ့်မယ်။ social battery ဆိုရဲအသုံးနှုန်းကတော်တော်လေးပုံဖော်လို့ကောင်းတယ်နော်။ဆိုတော့ဒီလိုစွမ်းအင်ကိုအတွင်းကနေပြန်ဖြည့်ရတဲ့သဘာဝကသူတို့ရဲ့နေစဉ်အပြုမူတွေဆက်ဆံရေးပုံစံတွေမှာဘယ်လိုမျိုးမြင်သာစေလဲအဆုံးပထမဖော်ပြထားတဲ့တခြားထင်ရှားတဲ့လက္ခဏာတွေကဘာတွေရှိသေးလဲဟင်အရင်အမြတ်အရာဆိုရင် introvert တွေမှာများသောအားဖြင့်ပေါ့လေတငယ်ချင်းများကြီးထားလေမရှိဘူး ါပေမဲ့ရှိတဲ့တငယ်ချင်းအနေငယ်နဲ့ကြတော့ပို့ပြီးတော့နက်နဲရှိုင်းရှိုင်းအရေးအတွေ့ရှိတဲ့ဆက်ဆံရေးမျိုးတိစားတတ်ကြတယ်။อืมအရေးအတွက်အရေးအတွေ့ကိုဦးစားပေးတာမျိုးလား။ဟုတ်တယ်အဲ့လိုသဘောမျိုးတက်ရောက်တယ်။ပြီးတော့သူတို့ကတခုခုမပြောခင် မလုပ်ခင်အရင်တိတိကျကျစဉ်းစားတတ်ကြတယ်။သူတို့ရဲ့အတွေ့တွေခံစားချက်တွေကိုကိုယ်ဘာသာကိုအတွင်းထဲမှာပဲ process လုပ်တတ်ကြတယ်လေ။အော်ဒါကြောင့်လူများတဲ့နေရာတွေမရင်းနှီးတဲ့သူတွေကြားမှာတိတ်ဆိတ်နေတတ်တာမျိုးတွေ့ရနိုင်တယ်။ ဒါကပြောစရာမရှိလို့မဟုတ်ဘူးနော်သူတို့ရဲ့အတွေးကိုစကလုံးအဖြစ်မပြောင်းခင်အတွင်းမှာအရင်စီစဉ်နေတာမျိုးဖြစ်နိုင်တယ်ဟုတ်ကဲ့နောက်တစ်ချက်ကလူတွေအများများတဲ့ပွဲလမ်းတွေစူညာတဲ့နေရာတွေကသူတို့ဆောင်းရင်ကိုပို့ပြီးဆုပ်ယူတယ်လို့ခံစားရတဲ့အတွက်ချောင်ရတတ်ကြတယ်ဒါပေမဲ့သူတို့ယင်းနေတဲ့တက်တောင်တက်တာခံစားရတဲ့လူတွေနဲ့ဆိုရင်တော့ပွင့်ပွင့်လင်းလင်းတသက်ကြွကြွပြောဆိုဆက်ဆံနိုင်ကပြန်ရောင်းအင်းယင်းနေတဲ့သူတွေနဲ့တော့ပုံစံတစ်မျိုးပေါ့ဟုတ်ပါတယ် နောက်ပြီးသူတို့ကတခြားသူတွေလောက်တာကိုကြည့်ပြီးတင်းယူတတ်တဲ့သဘောလည်းရှိလေလို့ဆိုရယ် action မလုပ်ခင် observation ကိုအာတန်တာမျိုးပေါ့အဲ့ဒါကလည်းစွန့် in ချွေတာတဲ့ဤတစ်မျိုးလို့ပြောလို့ရမလားအဲ့လိုလည်းဖြစ်နိုင်ပါတယ်ခင်ဗျာခဏပြောသားတဲ့ရှစ်တာနဲ့ introvert ဖြစ်တာမတူဘူးဆိုတဲ့အချက်လေးအဲ့ဒါလေးကိုနည်းနည်းလေးထပ်ပြီးရှင်းစီခြင်းနဲ့ဒါရကျတော့များများရောထွေးနေတတ်တဲ့အချက်မို့လို့ပေါ့ဆောင်းမထဲမှာဒီနှစ်ခုကိုဘလို့ရှင်းရှင်းလင်းလင်းခွဲပြထားလဲဥပမာလေးတစ်ခုခုနဲ့ရှင်းပြလို့ရမလားကောက်ရမေးကောမှာပဲဆောင်းမမှာဒီအချက်ကိုတော်တော်လေးလေးပြထားတယ် ရှက်တက်တဲ့ shyness ဆိုတာကလေလူမှုရဲ့အခြေအနေတွေမှာကြောက်စိတ်စိုးရင်စိတ်ကိုယ့်ကိုယ်ကိုယုံကြည်မှုနေပါတာကြောင့်တစ်ခုခုကိုလှုပ်ချင်တယ်ပြောချင်တယ်ဒါပေမဲ့မစိုးရဲမပြောရဲဖြစ်တာကိုဆိုလိုတာอืมကြောက်စိတ်ကြောက်မလှုပ်ဖြစ်တာဟုတ်တယ်ဒါက social anxiety နဲ့ပိုပြီးတော့နှိစနိုင်တယ်ဥပမာအစည်းအဝေးမှာကိုယ်မပြောစရာအကျဉ်းရှိတယ်ဒါပေမဲ့လူတွေကိုယ့်ကိုဘယ်လိုထင်မလဲကြောက်လို့ကိုယ်အထံတုံနေမှာဆိုးလို့မပြောဘဲနေလိုက်တာမျိုးပေါ့ဟုတ်ကဲ့ introvert ဖြစ်လို့လူများနဲ့မယိုးတာဒါမှမဟုတ်ပါတီပွဲကိုဆော့ဆော့ပြန်တာမျိုးကြတော့အဲ့လိုကြောက်လို့မဟုတ်ဘူးအဲ့ဒီလိုလူတွေအများကြီးနဲ့ဆက်ဆံနေရတာကသူတို့ရဲ့စွမ်းအံကိုရန်ကုန်ခန်းစီလို့ပင်ပန်းစီလို့တနည်းအားဖြင့်မလုတ်ချင်လို့ထစ်တာအော်လုတ်ချင်စိတ်မရှိတာပင်ပန်းလို့ဟုတ်တယ်သူတို့တို့အဲ့ဒီလိုဆက်ဆံရေးတွေကနေရလာမဲ့ပျော်ရွှင်မှုထက်ကုံသွားတဲ့စစ်စွမ်းရင်ကပုံများနေတယ်လို့ခံစားရတဲ့မျိုးပါဒါပေမဲ့လူအလိုက်ရင်ဒါမှမဟုတ်သူတို့တကယ်အရေးကြီးတယ်လို့ထင်ရင် introvert တွေလည်း လူရှိထွက်စကားပြောနိုင်ရတယ် presentation တွေလုပ်နိုင်ရတယ်ဟုတ်ကဲ့ဒါပေမဲ့ဒါကသူတို့ရဲ့သဘာဝစွမ်းအင်စီးစင်းမှုနဲ့စန့်ကျင်နေတဲ့အတွက်အဲ့ဒါတွေလုပ်ပြီးတော့ရင်တယောက်တည်းအပြန်ဖိဖို့အချင်းပို့လို့တာတာပေါ့ဆိုတော့ capability လို့ခေါ်တဲ့လုပ်နိုင်စွမ်းရှိတာနဲ့ preference လို့ခေါ်တဲ့နှစ်တမှု quota ပေါ့ခင်ဗျာအာ capability နဲ့ preference quota ကို ရှင်းသွားပါပြီအတိအကကကြောက်စိတ်ကြောင်လားစွမ်းရင်ဂုံလို့လားဆိုတဲ့အပေါ်မှာမူတည်နေတာပဲ ကောင်းကီ introvert တွေနဲ့စွမ်းရင်ရယူပုံကိုနားလည်လိုက်တော့ spectrum ရဲ့ defection က extrovert တွေစီဆက်သွားကြည့်ရအောင်လीသူတို့ရဲ့စွမ်းရင်ရင်းမြစ်က introvert တွေနဲ့ဘလို့များတခြားစီကွာခြားနေလာလဲဟုတ်ကဲ့ extrovert တွေကတော့ introvert တွေနဲ့တော်တော်လေးပြောင်းပြန်ပါပဲသူတို့ရဲ့စိတ်စွမ်းရင်ကိုအတင်းစိတ်ထဲလာနေပြန်ပြေးတာမဟုတ်ပြန်နဲ့ပြန်ပတ်ဘဝင်းချင်းအထူးတပြင်လူတွေနဲ့ထိတွေ့ဆက်ဆံမှုတွေကနေရယူတာပါအော် ပြန်ပတ်ကနေရတာလား ဟုတ်ပါတယ်လူတွေနဲ့စကားပြောဆိုဆက်ဆံနေရတာအဖွဲ့လိုက်လှုပ်ရှားမှုတွေမှာပါဝင်ရတာပါတီပွဲတွေလူစုဝေးပွဲတွေတက်ရတာအာယုံဆိုင်ခန့်ရတာတွေကသူတို့ကိုအာရင်ပြစ်စေတယ်ပျော်ရွှင်တက်ကြွစေပါတယ်อืม introvert နဲ့တခြားစီပဲနော်တခြားစီပဲသူတို့တက်ကတော့လူမှုဆက်ဆံရေးဆိုတာအာခုံစေတဲ့အရာမဟုတ်ပဲနဲ့အာဖြည့်ပြည့်တဲ့ catalyst လို့ဖြစ်နေတာဒါကြောင့်တယောက်တည်းအကြအီးအခိုင်အောင်းနေရရင်သူတို့ညီငွေလာနိုင်တယ် အာနေတယ်လို့ပြင်းသလိုခန်းစားရတတ်ပါတယ်ဟုတ်လားဒါဆိုသူတို့ရဲ့ပုံမှန်အမှုအကျင့်တွေကတော့ဘလို့ရှိမလဲလူတွေနဲ့တွေ့ရတာကိုအာဖြစ်တယ်ဆိုတော့သူတို့ကိုဘလို့ပုံစံမျိုးလေးနဲ့တွေ့ရတယ်လဲစောင်းမမပါတွေကိုအဓိကထောက်ပြထားလဲသူတို့ကအများအတန်ကျဲပြီးလူလီကြတဲ့ tin body တဲ့သူတွေချိပဲလားအရင်မြင့်မှာပေါ်ပြထားတဲ့ extrovert တွေရဲ့လက္ခဏာတွေကတော့အများအားဖြင့်ပေါင်းတင်ဆက်ဆံရေးကောင်းကြလဲပေါ့ဗျာလူစုလူဝေးကိုတပိုးကြတယ်ပါတီတွေပွဲလမ်းတင်ပြတွေကိုတက်ရောက်ရတာကြိုက်တယ်อืม လူတက်တင်နဲ့တွေ့ဆုံစကားပြောရတာကိုနစ်တက်တယ်။တငယ်ချင်းပေါင်းသင်းများများထားတတ်ပြီးလူတော်များများနဲ့လွယ်လွယ်ကူကူချင်းမြင့်တတ်ကြတယ်။ဟုတ်ကဲ့။သူတို့ရဲ့အတွေ့အကြုံခံစားချက်တွေကိုလည်းပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးတတ်တယ်။စဉ်းစားနေရတဲ့တခါတည်းပြောထွက်လာတာမျိုး think out loud လို့တာမျိုးလည်းဖြစ်တတ်တယ်။ Oh think out loud ဟုတ်တယ်။ဘာလို့လဲဆိုတော့အပြန်အလှန်ပြောဆိုဆက်ဆက်မှုကသူတို့ရဲ့အတွေ့အကြုံကိုပိုပြီးရှင်းလင်းစေလိုပါ။ အင်မာတဲ့အပြင်ထွက်ပြီးလှှရှားတွားလာနေရတော့ပူကြိုက်တတ်တယ်။အဖွေလိုက်လုံးလို့ရတာ brainstorming လုပ်ရတာမျိုးတွေကိုနေတတ်တယ်။ဟုတ်ကဲ့။စကားပြောတာကိုကြိုက်ပြီးတော့များသောအချင်းစကားဆက်တင်ပြောဆိုသူ initiator ဖြစ်တတ်ကြပါတယ်။ဒါပေမဲ့ extrovert ဖြစ်တိုင်းအမဲနဲ့တန်ကျယ်နေတာပိုချနေတာမျိုးတော့မဟုတ်ပါဘူး။အဓိကကတော့သူရဲ့စွမ်းရည်ကိုလူမှုဆက်ဆံရေးကနေယာယူကြတာပါပဲ။ I think out loud ဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ introvert ကအတွင်းထဲမှာစဉ်းစားပြီးမှထုတ်ပြောတဲ့ချိန်မှာ extrovert ကပြောရင်းနဲ့စဉ်းစားသွားတာမျိုးပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလေးကွာတာတကယ်တော့အထူးထူးလူမှုရေးပွဲတစ်ခုကိုတက်ရောက်တာကြောင့်တယောက်ကအောက်ကွန်ပြီးပြန်လာချိန်မှာနောက်တယောက်ကအားတွေတက်ပြီးပြန်လာနိုင်တဲ့ဆွဲအချက်ကတော်တော်လေးကွာကြားမှုကိုပြနေတာပဲပဒီရကြပါပဲခင်ဗျာဒါကြောင့်ကိုက introvert လား extrovert လားဆိုတာတိထားခြင်းကကိုရဲ့အားလက်ချိန်တွေကိုဘလို့ကုံဆုံးတင်လဲ ဘလို့အလုတ်ပဝင်းကြီးမျိုးကကို့တပုတ်အဆင်ပြေမလဲဆိုတာတွေကိုရွေးချယ်ရမှာ အများကြီးအထောက်အကူပြုလိုက်ပါတယ်။ကောင်းပါပြီ။ဒါဆိုကျွန်တော်တို့ spectrum ရဲ့ aswan effect ဖြစ်တဲ့ introvert နဲ့ extrovert အကြောင်းတော်တော်နဲ့ပြည့်ပြည့်စုံစုံသိရပြီလို့ဆိုနိုင်မယ်ထင်ပါရဲ့။ဒါပေမဲ့ဆုံးမတဲ့မှာဒီနှစ်ခုကြားကလူတွေလည်းရှိသေးတယ်လို့ဆိုထားတယ်နော်။ ambivert တဲ့။ဒါကဘလို့မျိုးလဲဟင်။ကြားနေရကအမျိုးအစားလား။တော်တော်ဘလို့လူစားမျိုးတွေလဲ။ ambivert ဆိုတာကတော့ ဒီ introvert extrovert spectrum ရဲ့အလေးအနအရာမှာရှိတဲ့သူတွေကိုခေါ်တာပါခင်ဗျာသူတို့ကလုံးဝ introvert လည်းမဟုတ်ဘူးလုံးဝ extrovert လည်းမကြဘူးအလေလက်ပေါ့မိတယ်ပြောင်းလဲပြင်လဲ flexible ရှိတယ်လို့ဆိုနိုင်ပါတယ်အော် flexible ဖြစ်တာကိုဥပမာတစ်ခါတည်းပါတီပွဲဤတွေမှာပျော်ပျော်ပါပါအချင်းကုန်ချင်ပေမဲ့နောက်နေ့မှာတော့တယောက်တည်းစောက်ဖင်ရင်အေးအေးဆေးဆေးအနားယူခြင်းစိတ်ထလာနိုင်တယ် introvert လို့အပြန်ပြေဖို့တယောက်တည်းနေဖို့လိုအပ်တယ်လို့ extrovert လို့လူတွေနဲ့ထီးတွေ့ဖို့လဲလွိုင်းနေတာပါတယ်။ဒီလိုပြောင်းလဲပြင်လဲရှိတာကသူတို့တွေအားသာချက်လို့ပြောနိုင်မလား။ဆောင်းပါးထဲမှာ ambivert ရဲ့အားသာချက်နဲ့ပတ်သက်ပြီးဘာတွေဖော်ပြထားသေးလဲ။ဒီလိုအခြေအနေအရပြောင်းလဲနိုင်စွမ်းကသူတို့ကိုဘယ်လိုချိုးဖြူနိုင်မလဲ။အရင်မြတ်အရတော့ ambivert တွေရဲ့အကြီးမားဆုံးအားသာချက်ကဒီ light လို့ညီထွေဖြစ်နိုင်စွမ်း adaptability ပါပဲ။ သူတို့ကဘယ်အချိန်မှစကားကိုဥဆောင်ပြောတင်လဲဘယ်အချိန်မှတိတ်တိတ်နေပြီးသူများပြောတာကိုအာယုံဆိုင်နားထောင်တင်လဲဆိုတာကိုပို့ပြီးအလိုလိုသိလွယ်ကြတယ်။အင်းအချိန်လေးကိုပို့နားလေတာကော့ဟုတ်တယ်။ဒါကြောင့်ဆက်ဆံရေးတွေမှာပို့ပြီးဟန်းချက်ညီအောင်ထိညီနိုင်ကြတယ်။သူတို့ကစကားပြောလဲကောင်းသလိုနားထောင်လာလဲကောင်းကြတယ်။လူများကြီးပါတဲ့အုပ်စုထဲမှာရောရင်းနှီးတဲ့တင်ငယ်ချင်းအုပ်စုလေးတွေမှာပါအစင်းပြောင်းနေတတ်ကြတယ်။ဟုတ်ကဲ့။အလို့ခွေမှာဆိုရင်လေတယောက်တည်းအာယုံဆိုင်ပြီးလုပ်ရတဲ့အလို့ရောအဖွဲလိုက်ပူးပေါင်းဆောင်ရွက်ရတဲ့အလို့တွေကိုပါလွန်နိုင်ကြတယ်။ ဒါကသူတို့ကိုလူမှုဆက်ဆံရေးမှာရောအလို့ခွင့်မှာပါတော်တော်လေးအားရကျက်ဖြစ်စင်နေပါတယ်ဟုတ်ပါပြီတချို့လေးလာမှုတွေရာဆိုရင် ambivert တွေကအညောင်းပိုက်လိုမျိုးလူတွေနဲ့ပြန်လည်ဆက်ဆံရတဲ့အလို့တွေမှာပိုအောင်မြင်နိုင်တယ်လို့တောင်ဆိုကြတယ်ဟုတ်လားဘာလို့လဲဟင်ဘာလို့လဲဆိုတော့သူတို့ကဖော့တေးရဲ့စကားကိုနားထောင်ပြီးလို့အချက်ကိုနားလည်နိုင်တယ်လို့ကိုယ်ကုန်တစ်စီအကြောင်းကိုလည်းကောင်းကောင်းပြောပြနိုင်လို့ပါ introvert ရဲ့နားထောင်နိုင်စွမ်းရော extrovert ရဲ့ပြောဆိုနိုင်စွမ်းရောနှစ်ခုလုံးကိုလိုအပ်တယ်လို့ထုတ်ထုံးနိုင်တဲ့သဘောပေါ့ ဒါကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ချက်ပဲဆိုတော့ ambivert ဖြစ်လာကအကောင်းဆုံးပဲလားလို့ထင်စရာဖြစ်လာနိုင်တယ်နော်ဒါကကျမတို့နောက်မေးရမယ်မေးခွန်းစီကို ဥတည်သွားပြီ introvert extrovert ambivert ဆိုပြီးသုံးမျိုးအကြောင်းသိလာတဲ့အခါဘယ်အမျိုးအစားကပိုကောင်းတယ်ပိုသားတယ်လို့ကိုပြောလို့ရလားဒီချက်ကကျွန်တော်တို့ဆွေးနွေးမှုရဲ့အနစ်ချို့လို့ပြောလို့ရပါတယ်ခင်ဗျာ အရင်အမြင့်မှာလုံးဝအခိုင်အမာအလေးပေးထားတာကဘယ်ကိုကြီးကိုတွေ့အမျိုးအစားကမှာ တခြားတစ်ခုထက်ပိုကောင်းတယ်ပိုသားတယ်ဆိုတာလုံးဝလုံးဝမရှိပါဘူး။အော်ပိုကောင်းတာပိုသားတာမရှိဘူးပေါ့။ဟုတ်ကဲ့။တခုချမ်းစီနာသူ့ရဲ့ထူးခြားတဲ့အားတာချက်တွေအားနယ်ချက်တွေရှိကြပါတယ်။ extrovert ကလူမှုဆက်ဆံရေးတွေလှုပ်ရှားတက်ကြွမှုရည်နဲ့ဖြောရှင်မှုနဲ့အားရရတယ်လို့ introvert ကလည်းတိတ်ဆိတ်ငြိမ်သက်မှုအတွေးနဲ့စဉ်းစားချိန်တွေနဲ့ကြီးနပ်မှုနဲ့အားရကိုရရှိပါတယ်။ဟုတ်ကဲ့။ ambivert ကတော့ ဒီနှစ်ခုကြားမှာဟန်ချက်ညီအောင်နေထိုင်နိုင်တဲ့အားသာချက်ရှိတာပေါ့လူအဖွဲ့စည်းတစ်ခုကောင်းကောင်းလဲပတ်ဖို့ဆိုရင်ဒီလိုကွဲပြားခြားနားတဲ့ကိုယ်ရေးကိုယ်တွေးတွေအားလုံးလိုအပ်ပါတယ်อืมအားလုံးလိုအပ်တာပဲဟုတ်တယ်တယောက်က idea အတစ်တွေကိုစဉ်းစားနေချိန်မှာနောက်တစ်ယောက်က ID idea ကိုလူတွေစီရအောင်ပြောပြနိုင်တယ်တယောက်ကအစီအစဉ်တွေကိုတည်တည်ချာချာဆွေးနေချိန်မှာနောက်တစ်ယောက်ကအဲ့ဒီအစီအစဉ်ကိုအကောင့်အထည်ပေါ်ဖို့လူတွေကိုစူးစီးနိုင်တယ်လေ။ ဒါကြောင့်အားလုံးကတူးလွဲ့ဖြစ်တည်မှုအတိုင်းတန်ဖိုးရှိပြီးအကောင်းဆုံးပါပဲ။ဒါဆိုရင်အရေးကြီးဆုံးကကိုကိုကိုဘီလိုတဘာဝရှိတဲ့သူလဲဆိုတာမှန်မှန်ကန်ကန်နားလဲဟုပြီးတော့ကိုယ့်ရဲ့ swine and low အချက်တွေကိုသိရှိပြီးအဲ့ဒီတိုင်းဖြစ်စည်းပေးနိုင်မယ့်နေထိုင်မှုပုံစံအလောက်အကိုင်ဆက်ဆံရေးတွေကိုရွေးချက်တိဆောက်ဖို့ပဲဖြစ်မှာပေါ့နော်။ဟုတ်ပါတယ်။တယောက်ယောက်ကကိုကိုမင်းက introvert ဆိုတော့မကောင်းဘူး။ဒါမှမဟုတ် extrovert မှာလူတော်ဖြစ်မှာ ဆိုရဲအပြင်ကတတ်မှတ်ချက်တွေကိုလိုင်းနာဖို့မကြိုးစားဘဲနဲ့ကိုယ်တဘာဝကိုလက်ခံပြီးအကောင်းဆုံးဖြစ်အောင်နေထိုင်တော့ဖို့ကအဓိကကြမှာပေါ့တိကြပါလေခင်ဗျာကိုယ့်ရဲ့စွမ်းအင်ဘဲကလာလေဘလို့ပတ်ဝန်းကျင်မျိုးမှာကိုယ်အကောင်းဆုံးလုပ်ဆောင်နိုင်လေဘလို့အခြေအနေတွေကကိုယ့်ကိုပြင့်မှန်းစေလေဆိုတာတွေကိုသိရှိနားလည်ခြင်းကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုရောဘဝရဲ့အရေးအတွေးကိုပံဖြန့်တင်ပေးနိုင်ပါတယ်ကိုယ့်ကိုယ်ကိုလက်ခံနိုင်လာသလို့ ကိုနဲ့မကြူတဲ့ထချမ်းသူတွေရဲ့တဘာဝကိုလည်းပို့ပြီးနားလည်လက်ခံလာနိုင်ကြပါတယ်။ကောင်းပါပြီ။ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရအောင်။ Introvert နဲ့ Extrovert တို့ရဲ့အတိအကကွာခြားချက်ကရှက်တက်ခြင်းမရှက်တက်ခြင်းမဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ swan in ကိုဘယ်ကနေပြန်လဲရယူဖြည့်တင်းတလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေတာကိုတွေ့ခဲ့ရတယ်နော်။ဟုတ်ကဲ့။ Introvert ကအတွင်းစိတ်တကိုယ်တည်းနေခြင်း တိတ်ဆိတ်မှုကနေအပြန့်ဖြစ်တယ်။ extrovert ကတော့ပြင်ပပဝင်းကျင် လူမှုဆက်ဆံရေးရေကနေအားရရှိပါတယ်။သူတို့ရဲ့လူမှုဆက်ဆံရေးပုံစံတွေတင်ယူပုံတွေစဉ်းစားပုံတွေမှာလည်းဒီ swine in kwa cha che jong ဖြစ်ပေါ်လာတဲ့ kwa cha မှုတွေရှိတာကိုလေ့လာခဲ့ရတယ်ဟုတ်ပါတယ်ပြီးတော့ဒီအစုံနှစ်ဖက်ကြားကပြောင်းလဲပြင်လဲရှိပြီးလိုက်လျောညှိထွေနေနိုင်တဲ့ ambivert အကြောင်းကိုလည်းသိခဲ့ရပါတယ်အရေးကြီးဆုံးကျမတို့မှတ်သားသွားရမယ့်အချက်ကတော့ ဘယ်အမျိုးအစားကမှပိုတာတယ်ပိုကောင်းတယ်မရှိပဲကိုယ့်ရဲ့တဘာဝကိုနားလဲလက်ခံပြီးကိုနီးကိုဟန်နဲ့ကိုနီးထိုင်မုံကသာအကောင်းဆုံးဖြစ်တယ်ဆိုတာပါပဲဟုတ်ပါတယ်ဒီနားလဲမိုးကကိုကိုကိုလက်ခံဖို့ရောတခြားသူတွေကိုနားလဲပေးဖို့ပါတကားဖွင့်ပေးလိုက်တယ်လို့ပါပဲ ဒီတိပိလျာပေါ်မှာအခြေခံပြီးတော့လေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့ပြောပါရှင်ဒီနော်ရဲ့နေစဉ်ဘဝမှာရောအလုတ်ဖွင့်ပတ်ဝန်းကျင်လေးမှာပါဒီလိုကြွယ်ပြားတဲ့ကိုယ်ရည်ကိုယ်သွေးတွေအားလုံးအဆင်ပြေအောင်အားလုံးအတွက်ပါဝင်နိုင်အောင် inclusive ထီအောင်ဘလို့ဖန်တီးပေးနိုင်မလဲဆိုတာကိုစက်ပြီးစဉ်းစားကြည့်ဖို့ပါအင်းဒါကလက်တွေ့ကြရမယ်ခုံးပဲဟုတ်ကဲ့ဥပမာအစည်းအဝေးတွေမှာ introvert တွေစဉ်းစားချိန်ရအောင်အစည်းအဝေးကိုကြိုတင်ပေးထားတာမျိုးဒါမှမဟုတ်အဖွဲ့အလိုက်လှုပ်ရှားမှုတွေအပြင် တင်ရောက်တဲ့အာယုံဆိုင်လိုကိုင်းနိုင်မဲ့တိတ်ဆိတ်တဲ့နေရာတွေဖန်တီးပေးထားတာမျိုးက introvert တွေအတွက်အများကြီးအထောက်အကူဖြစ်စေနိုင်ပါတယ်။ဟုတ်ကဲ့ extrovert တွေအတွက်ကြတော့အဖွဲ့လိုက် brainstorming လုပ်ချိန်တွေလူမှုရေးပွဲလေးတွေစီစဉ်ပေးတာမျိုးကသူတို့ရဲ့အားဟင်ကိုတက်ချွာစေနိုင်တယ်။ ambivert တွေအတွက်ကတော့ဒီလိုရွေးချယ်စရာမျိုးလုံးရှိနေတဲ့ပတ်ဝန်းကျင်မျိုးဖန်တီးပေးဖို့လိုတာပေါ့။အင်းအားလုံးကသူ့ကိုစဉ်းစားပေးဖို့လိုတာပေါ့။ဟုတ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီလိုမတူညီတဲ့ဆိုင်းအင်လွယ်ချက်တွေကိုအတိအမှတ်ပြုပြီးလိုက်လုံးညီတွေပြောင်းအောင်ဘလို့ keeping ပြောင်းလဲမှုတွေလုပ်ဆောင်နိုင်မလဲဒီအချက်တွေကိုစဉ်ကျင်သုံးသပ်ပြီးလက်တွေ့အကောင့်တွေဖြိုကြည့်ခြင်းအားဖြင့်ကိုယ့်အတော်ရောကိုယ့်နဲ့အတူရှိနေတဲ့ပတ်ဝန်းကျင်ကလူတွေတော့ပါပုံမနာလည်းမရှိသေးပိုပြီးအကျိုးဖြစ်ထုံးတဲ့ဆက်ဆံရေးတွေပတ်ဝန်းကျင်တွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အသွေးလေးနဲ့ဒီဆွေးနွေးမှုအဆုံးသတ်လိုက်ချင်ပါတယ်ခင်ဗျာ